ကျွန်မရဲ့ပြည်သက်ကြီးကိုကျွန်မအခုပြပြခြင်းတဲ့တင်လေးရတော့ကောင်းကင်မှာ အပြုံးတစ်ခုကိုမြင်တွေ့ရမယ် April 25အကြောင်းအရာလေးပဲဖြစ်ပါတယ်။အခုလာမယ့် April 25 2025မှာဂျူနှစ်စင်းဖြစ်တဲ့ Venus နဲ့ Saturn တို့ကဒီညနေကာလအတွင်းမှာတန်းတန်းနဲ့တန်းတန်းပေါ့နော်တက်တက်ဖြတ်သွားမယ့်အချိန်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကောင်းကင်ပေါ်မှာအပြုံးတစ်ခုပေါ်လာမယ်ဆိုပြီးတော့နက္ခတ်ပေရပညာရှင်တွေကခံမှန်းထားကြတာပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကိုတော့ cosmic smile လို့ခေါ်ကြပါတယ်။ Venus ကအလွန်တောက်ပတဲ့အဆက်အစင်းဖြစ်တယ်လို့မျိုး Saturn ကလည်းတာမန်မျက်စိနဲ့မကြာခဏမြင်ရတတ်ပါတယ်။ဆိုတော့ဒီ April 25မှာပေါ့နော်။ June 20ဟာကောင်းကင်ဘုံကမျက်နှာနှစ်ဖက်ရှိတဲ့မျက်စိနှစ်စင်းလိုမျိုးဖြစ်နေပြီးတော့တကယ်လို့တိမ်နေကောင်းကောင်းလေးနဲ့ အယောင်တောက်တောက်ကလေးကောင်းကင်နဲ့ပေါင်းဆက်သွားတဲ့အခါမှာအပြုံးတစ်ခုဖြစ်ပေါ်မယ်လို့လက်ခတ်ပေးတာပညာရှင်တွေကခံမှန်းထားတာပဲဖြစ်ပါတယ်ဒီဟာကိုမြင်နိုင်တဲ့အချိန်အားဖြင့်ဆိုလို့ရှိရင်ညနေခင်းနောက်ပိုင်းမှာမြင်ရနိုင်ပြီးတော့မိုးအုံမထားဘဲနဲ့ကောင်းကင်ကကြီးကြီးလင်းလင်းပြပြတသားဖြစ်နေရဆိုလို့ရှိရင်မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဒီမျိုးပြမှာဆိုလို့ရှိရင်တော့အကျမတို့တွေလေတုညဉ့်ဉဏ်မှုကြောင့်ဟောနောက်တကယ်လို့တိမ်မကင်းစင်ဘူးပေါ့နော်အမိုးအုံနေမယ်ဆိုလို့ရှိရင်တော့မမြင်ရနိုင်တော့ပါဘူးဒါပေမဲ့ကျမတို့မျိုးပြင်ဘက်ရောက်နေတယ်ဆိုလို့ရှိရင်မျိုးပြင်ဘက်မှာတကယ်လို့မိုးမအုံဆိုလို့ရှိရင်တော့ဒီတိမ်ရပေါ့နော်အပြုံးပုံစံမျိုးဖြစ်နေတာကိုမြင်ရနိုင်ပါတယ်တိမ်လည်းမထူးဆိုရင်ပေါ့နော်ဒီဟာကိုအပြုံးပုံစံမျိုးဖြစ်နေတာကိုမြင်ရနိုင်ပါတယ် ဆိုတော့ပြောရမယ်ဆိုရင်ကိုကတကယ်လို့အဲ့ဒီနေ့မှာဒီဟာအောင်မြင်ခဲ့မယ်ပေါ့နော်ဒီလိုမျိုးပုံတံတန်လေးကိုမြင်ခဲ့မယ်ဆိုလို့ရှိရင်တော့အမှတ်တရတစ်ခုဖြစ်ဖော်ပြဖို့အတွက်ကောင်းတဲ့အချိန်လေးတစ်ခုဖြစ်ပါတယ်ဒီလိုပုံစံမျိုးကဖြစ်လာတဲ့အချိန်ကလည်းရှားတယ်ပေါ့နော် နောက်ပြီးရင်မကြာခဏလည်းမဖြစ်တတ်ပါဘူးအဲ့ဒါကြောင့်မို့လို့ကိုကဒီပုံစံလေးကိုမြင်ရမယ်ဆိုလို့ရှိရင်ဓာတ်ပုံရိုက်ဖို့မမိပါနဲ့ နောက်ပြီးသွားလို့ရှိရင် social media လေးတွေမှာလည်းပြန်ပြီးတော့ကိုယ့်ရဲ့ဒီပေါ့နော်တွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေကိုဝေမျှလို့လည်းရပါတယ်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့အားလုံး sharing လုပ်ပြီးပြီးသားဖြစ်တာပေါ့နော်ဒါကတော့ကျမကျမရဲ့ပရိသတ်ကြီးကို April 25ပါပေါ့နော်စောင့်ကြည့်ရမယ်အကြောင်းအရာလေးတခုကိုဝေမျှပေးထားတာဖြစ်ပါတယ်ဆိုတော့တကယ်ကိုပဲကိုကိုတိုင်က ကောင်းကင်မှာဧပြီ25ရောက်လို့ရှိရင်အပြုံးတစ်ခုကိုမြင်တွေ့ရမလားမမြင်တွေ့ရမလားဆိုတာကိုစောင့်ကြည့်လို့ရပါတယ်ဆိုတော့ကိုယ့်ရဲ့ကလန်ဒါမှာလည်းဒီဟာလေးကိုမှတ်ထားပါတော့ဧပြီ25ရောက်လို့ရှိရင်လည်းအာဒီလိုမျိုးရှာကြည့်ဖို့မမိပါနဲ့ညနေခင်းကိုယုံသွားယုံပြန်ပေါ့နော်ယုံပြန်လာတဲ့အချိန်ပဲဖြစ်ဖြစ်ယုံဆင်းလာတဲ့အချိန်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လေအိမ်မနေရဲ့လူတွေဆိုလို့ရှိရင်လည်းအဲကောင်းကင်ကိုမော့ကြည့်ဖို့မမိနဲ့ပေါ့နော် ါပေမဲ့အခုကျွန်မပြထားတဲ့ပုံနဲ့ပုံပါပေါ့နော်ဒီမှာ April 25မှာအပြုံးမြင်ရမယ်ဆိုပြီးတော့ဒီဘက်မှာတော့ social media story မှာ social media မှာပေါ့နော်တင်ထားတဲ့ပုံပေါ့လေဒါပေမဲ့ဒီဘက်ချမ်းမှာတော့တကယ့် အပြင်မှာမြင်ရမယ့်ပုံစံကအပြုံးလိုမျိုးမြင်ချင်မှလည်းမြင်ရမယ်။ဘာဖြစ်လို့လဲဆိုတော့နည်းနည်းလေးကြွားချားတာတွေလည်းရှိရင်လည်းရှိမယ်ပေါ့။ဆိုတော့ကျမတို့ April 25မှာ social media အတိုင်းပေါ့နော်ဒီလိုမျိုးကြီးအပြုံးပုံစံမျိုးကြီးမြင်ရမလား။ဒါမှမဟုတ်နည်းနည်းလေးကြွားချားချက်တွေနဲ့ပဲမြင်ရမလားဆိုတော့ကျမတို့စောင့်ကြည့်ရပါမယ်။ပြီးွားလို့ရှိရင်မျိုးပြင်ရောက်နေတဲ့သူတွေအဲတကယ်လို့တိတ်ခင်းစီနဲ့အချိန်မှာပေါ့နော်မြင်ရတဲ့သူတွေဆိုလို့ရှိရင်လည်းကို experience လေးတွေကို share ခဲ့ပြီးလို့မမေ့ပါနဲ့နော်။အားလုံး ကျေးဇူးများကြီးတင်ပါတယ်